ဟယ်လိုအားလုံးပဲမင်္ဂလာပါကျမဒီနေ့မိုဟင်ခါချက်စားမှာဖြစ်ပါတယ်ဒီကြချက်စားတဲ့မိုဟင်ခါကအရန်စားလို့ကောင်းပါလေကိုရင်ချက်တဲ့အတွက်ဘိုက်ကားနဲ့အောင်စားလို့ရပါတယ်ပထမဆုံးပြင်ဆင်မယ်စမုံအဗလဲစပလင်းရဲ့ဂျင်းရဲ့ချက်တူရဲ့ရုပ်ဒီစင်းရဲ့ကို ောင်းမယ်ပေါ့နော်ပမောင်ဆုံးစစ်တုံဖြူအရင်ထောင်းပါမယ်စစ်တုံဖြူညက်သွားပြီဆိုရင်ဂျင်းထဲမယ်ဂျင်းနည်းနည်းလေးထောင်းပြီးလို့ဂျင်းကညက်သွားပြီဆိုလို့ရှိရင် စပလင်လေးထည့်မယ်စပလင်ကိုတခါလေပပလီညက်ထားမယ်ပေါ့နော်ပပလီညက်မှကြောအထောက်လုံးထောင်းလို့လွယ်တာပေါ့နော်ပြီးရင်ညုတ်တီးစိမ်းထည့်မယ်ညုတ်တီးစိမ်းပြီးလို့ရှင်ကျက်တနီထည့်မယ်ပေါ့နော်အကယ်လို့ကိုကဘလန်ဒါရှိတယ်ကြိတ်ဆက်ရှိရယ်ဆိုလို့ရှင်တခါလေကြိတ်လိုက်လို့လည်းရပါတယ်အဲ့ဒါဆိုရင်ပုံမြန်ပါမယ်အခုကဒလူလေးပဲအမ်ส่งไปชี้ได้ตัวจําลงส่งได้เว้ยท้องไล่ได้ป่ะเนาะพี่ก็ดีหยุดดีหมดป่ะเนาะ အဲဒီမုတ်ပါတဲ့ညုတ်ဒီမုတ်လေးကိုရောထောင်းလိုက်ပါမယ်ရောထည့်လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ငါပေါ့နော်ဒီတစ်ခါငါအများကြီးထည့်ထားတယ်ပေါ့နော်ခုနထောင်းထားတဲ့ဟာလေးတွေကိုအကုန်လုံးချီတက်ပါလေချီတက်လိုက်ပါမယ်သူကအစီအများကြီးမလို့ဆိုပေမဲ့ငါအများကြီးထည့်တဲ့အတွက်ကြောင့်မရှိအကုန်လုံးထုတ်သွားတာပေါ့နော်နံတော်ပြီးအမေရတာဒီကိုရေပပတ်စုတဲ့ရင်တွေကိုထည့်ပါမယ်ပပတ်စုတဲ့ရင်တွေထည့်ခြင်းအဖြစ်တူအ ်ငားရဲ့ညီနဲ့မနံဘူးပြီးတော့စားလို့ပူကောင်းတယ်ပေါ့နော်ဒါကတော့ကလပဲမုံကိုရင်ွေးနဲ့ရေအေးနဲ့ဆက်ပြီးတော့ဖြော်ထားတာကိုလုံးထဲတာပေါ့နော်ပြီးတော့ဒီဟာလုံးထဲပြီးရမယ်ငံပြည့်ရဲ့အကြည့်အနောက်လေးကိုထည့်ထည့်ပြီးပြီဆိုတော့လည်းကြက်ဥထည့်ပြီးတော့အုပ်ထားလိုက်လို့ရပါပြီ။အုပ်ထားပြီးပြီဆိုလို့ရှိရင်ကိုကရက်ပြီးစားလို့ရပြီပေါ့နော်။ပြီးရင်ကိုကအပေါ့အငံကြီးကြည့်ပြီးတော့ပွဲပြင်လို့ရပါပြီ။စားလို့ရပါပြီရှင်။ ကျမတို့ဒီတစ်ခေါက်လောက်စားတာအရင်စားလို့ကောင်းတယ်ဘာလို့ဆိုငါးရီအများကြီးထည့်ထားတယ်ပေါ့နော်ပြီးတော့ငါးကသူကအစီတွေမပါဘူးအသားတွေကြီးပဲပါတယ်အတွက်ကြောင့်မလို့သူကအနစ်တွေအများကြီးရတယ်ပေါ့နော်အနစ်တွေအများကြီးပဲပို့ပြီးတော့စားလို့မိန်တယ်ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ငါပြောဥပါလို့ရှင်ပူကောင်းလေဒါပေမဲ့ဒီမှာငါပြောဥချမြားတဲ့အတွက်ကြောင့်မို့ကျွတ်နီးဒီလေထဲလိုက်တယ်ပေါ့နော် ကယ်၍ပက်ကတ်ကျော်တို့ပါလို့ပိုင်ပို့ပြီးတော့ perfect ဖြစ်သွားတာပေါ့နော်ဒီမှာကအမ်ပက်ကတ်ကျော်လည်းခြာရခက်တယ်ပြောဥလည်းခြာရခက်တယ်ဆိုတော့ဒီတိုင်းဖြစ်တလို့လေးလှုပ်လိုက်ပါလို့ရှင်ဖြစ်တလို့လေးဆိုပေမဲ့အရန်စားလို့ကောင်းပါတယ်ဘေးကအာအိမ်ကြီးရှင်ဘေးကအမလေးကိုလည်းကြွေးကြည့်လိုက်ပါတယ်သူတို့လည်းအရန်ကြိုက်တယ်လို့ပြောပါတယ် ကျွန်မကကလပ်ပဲအမုံကိုဒီတိုင်းရေဖြော်ပြီးထည့်တယ်ဆိုတော့တချို့ကကလပ်ပဲပဲရှိတယ်ဆိုရင်ကလပ်ပဲကိုပြုတ်ပြီးတော့ထောင်းပြီးထည့်လဲရပါတယ်အဲ့ဒါလေးပြောပြချင်လို့ပါရှင်ကိုကြိုက်တဲ့အရာတော်ကိုကိုတိုင်းစိုက်တယ်လို့ထည့်နိုင်ပါတယ်ဒါကတော့ကျွန်မကြိုက်တဲ့ချက်နီနဲ့ချက်ပြတာဖြစ်ပါတယ်အမပါသွားရင်တိခန့်ပေးပါအလုံးကောင်းသောနေ့လေးပါ thank you